အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့တို့ရှိအရန်ကြိုက်တဲ့မင်္ဂလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါနာရယန်ဆိုတဲ့သူကတော့မိသားစုငယ်လေးနဲ့အတူတူနေထိုင်နေခဲ့ပါတယ်သူရဲ့မိသားစုမှာသူ့မိန်းမနဲ့သူ့သားလေးသားရှိပါတယ်သားဖာနှစ်ယောက်ကတော့ရက်ွက်ထင်းမှာကုံစုံဆိုင်လေးတက်ဆိုင်ဖွင့်ထားခဲ့ကြပါသည် သူတို့မိသားစုဝင်တွေကတော့အစာအသောက်နဲ့ပတ်သက်ပြီးဝါသနာကြီးလွန်ကြသူတွေပါမိသားစုဝင်တွေကနည်းနည်းလေးဆိုပေမဲ့အားလုံးအတူတူချမင်းကို အားပါတရားထိုင်ပြီးစားတောက်တတ်ကြပါသည်တာဖာနှစ်ယောက်လုံးကမိခင်ဖြစ်သူကလည်းအားလုံးအကြွမ်းမျိုးစုံနေအောင်ချက်ကျွေးပါတယ်သူမကိုယ်တိုင်ကလည်းတရုတ်အစာအသောက်တွေကိုကြိုက်နဲ့တတ်တူတူပါဒီမှာဒီနေ့ကျမတရုတ်စားတောက်တွေအများကြီးပဲအိမ်မှာချက်ပြုတ်ထားတဲ့စားကြည့်ကြပါအောင်အမေတအားတော့ဒါတွေတိတ်ပြီးတော့မကြိုက်ဘူးအမေရဲ့အမေကြိုက်တယ်မလားအမေပဲစားနော် မင်းရလေကွာငါတို့အစားအသောက်အရန်ကြိုက်တယ်ဆိုပေမဲ့တရုတ်အစားအသောက်တွေကိုတိတ်ပြီးတော့ကြိုက်တာမဟုတ်ဘူးမင်းပဲစားဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ကတော့အိမ်မှာချက်စားနေကြအိမ်ထမင်းအဟင်းပဲကြိုက်တယ်ဟုတ်တယ်ငါလည်းအတူတူပဲအေးပါအေးပါခဏလေးစောင့်ကြအောင်ကျမခဏနေလှုပ်ပေးမှာပေါ့ကျမအခုလောလောဆယ်ဒါတွေကိုစားလိုက်အောင်မရှင်ဘာမှလာပြီးတော့ပြောမနေကြနဲ့ဒါကတော့အိမ်မှာနေစင်နေတိုင်းဖြစ်နေတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ် ဒီတော့သူကိုယ်တိုင်စားတော့ဖို့အကျွတ်တရုတ်စားတော့တွေကိုချက်ပြုတ်တဲ့အခါတိုင်းတယောက်ကြောင့်နဲ့တားလေးဖြစ်သူအကျွတ်အိမ်ထမင်းအိမ်ဟင်းကိုတည်တံပြန်လဲချက်ပြုတ်ပေးရကြပါတယ်။သူအားလုံးကိုထမင်းကျွေးနေတဲ့အခါမှာတော့ကဲဘလို့လဲဒီနေ့ကျမချက်ထားတဲ့ထမင်းဟင်းတွေအစဉ်ပြေးရလား။ကောင်းတယ်တကယ်အရင်အရသာရှိတယ်မင်းလဲစားကြည့်လေ။ဒီထမင်းဟင်းကိုတော့ရှင်တို့ပဲစားလိုက်တော့နော်။ဒါနဲ့ကျမပြောစရာရှိတယ်။ကျမတားလေးအရွယ်ကလည်းရောင်းနေပြီဆိုတော့သူ့ကိုလက်ထပ်ပေးဖို့အကျွတ်ပါစင်စားထားလဲ။ ဒါနဲ့ချွေးမလေးရှာမယ်ဆိုလို့ရှင်လဲရှင်ကြိုက်တဲ့အစားအသောက်တွေချက်ပြုတ်ပေးမယ်သူကိုရှာတော့ဒါနဲ့ဘာဖြစ်လို့လဲအမေရဲ့ချွေးမရတဲ့အခါကြလို့ရှင်တော့သမီးဟင်အားလုံးစုံနေအောင်ချက်ပြုတ်တတဲ့သူဆိုလို့ရှင်ရောဒါဆိုရင်တော့ငါတို့အားလုံးကံကောင်းတာပေါ့ငါကိုယ်တိုင်လဲမိဖို့ကံနေမှာချွေးတလုံးလုံးနဲ့အလုံးလုံးစီရမလို့တော့ဘူးဒီမှာတော့သူတို့ကသားလေးကိုလက်ထပ်ပေးဖို့အကြောင်းတွေကိုပြောဆိုနေခဲ့ကြပြီတစ်ဖက်မှာလည်းမိန်းကလေးတယောက်ကိုသူမရဲ့မိဘတွေကလက်ထပ်ပေးဖို့အကြောင်းပြောဆိုနေခဲ့ကြပါသေးတယ် တဖက်အင်္ဂါသူတွေကအစားတောက်ကိုခုံမဲနှစ်တက်ကြပြီးအိမ်ချမင်းအိမ်အဟင်းပြင်တရုတ်အစားတောက်တွေကိုပါကြိုက်နှစ်တက်နေတဲ့အချိန်မှာတဖက်ကမင်းကလေးကတော့တူရှိအရန်ကြိုက်ပါရီတရရှာရဲ့မိခင်ကလည်းသူ့သမီးလေးကိုလာပြောခဲ့ပါရီနေရတော့လေဘာဖြစ်လို့တူရှိကြီးပဲအရန်ကြိုက်နေရတာလဲအမေကလည်းသမီးပညာသင်ပြီးလာတာကတောင်ပိုင်းကနေပြီးတောင်ပိုင်းမှာအလုံးကတူရှိအရန်ကြိုက်ကြတယ်လေအဲဒါကြောင့်သမီးလေးတူရှိကလွယ်လို့ဘာမှတိုက်ပြီးတော့မစားတတ်တော့ဘူး နေလက်ထပ်ပြီးရခမအိမ်ရောက်သွားရင်အားလုံးကိုအမြဲတမ်းသုံးရှိပဲလှုပ်ကြွေးနေရောမလားတခြားဟင်းထမင်းချပြုတ်နေပြီကိုလည်းတင်ယူပါအောင်သမီးရဲ့ဟုတ်တယ်သမီးသမီးအမေပြောတဲ့စကားအမှန်နဲ့မိန်းကလေးတယောက်အနေနဲ့ဟင်းပေါင်းဆောင်ချချာမအဆင်ပြေမှာဒီတော့မှရခမအိမ်မှာနေရတာအဆင်ပြေမှာပေါ့ဩအဖေနဲ့အမေကလည်းဒါဘလို့စကားတွေပြောနေရလေပြီးတော့ကျမကိုလက်ထပ်ပေးမယ်ဆိုတဲ့သူကလည်းအဖေတို့ကပဲရှာမှာဆိုတော့သမီးနဲ့တင့်တော်မဲအိမ်အိမ်ကိုပဲတခါရဲရှာလိုက်လေ တို့အိမ်ကသူတွေအကုန်လုံးကတော့ရှေ့ပဲကြိုက်တယ်ဆိုရင်တော့ကောင်းတာပေါ့ဒါဆိုရင်တော့တောင်ပိုင်းမိသားစုတစုကိုရှာမဖြစ်တော့မယ်နဲ့တူတယ်အမလီသူတို့ရှေ့ကြိုက်လို့နဲ့အတွက်ကြောင့်သူ့အတွက်ဆိုပြီးကျမတို့ကတောင်ပိုင်းမိသားစုသွားရှာပေးရမယ်ဟုတ်လားကျမထင်သလောက်ပြောရမယ်ဆိုရင်တော့ဘယ်တော့မှဖြစ်လာမယ်မထင်ဘူးနော်တိုက်ဆိုင်စွာနဲ့တရက်မှတော့ဈေးသွားနေရင်အမေနှစ်ယောက်တွေးဆောင်ခဲ့ကြပါသေးတယ်သူတို့နှစ်ယောက်လုံးကတိုက်ဆိုင်စွာနဲ့ငယ်ငယ်ချင်းတွေလည်းဖြစ်နေကြပါသေး။ကွန်တီကလည်းဂီတာကိုပြောလိုက်ပါရဲ့ ဟဲ့နင်ဒီမှာဘာလုပ်နေရလဲနှစ်တွေအများကြီးကြာမှာနင်နဲ့ပြန်တွေ့ရတယ်ဘလို့မစုံငါတငယ်ချင်းနဲ့ငါပြန်တွေ့ရတာဝမ်းသာလိုက်တာဒါနဲ့ငါ့ကိုပြောပါအောင်နင်ဒီမှာဘာလာဝဲရလဲတခုခုလာဝဲရလားမဟုတ်တော့ကွန်တီရဲ့ငါဒီအတိုင်းပဲလာတာပါဒီဆိုင်ကငါတို့ဖွင့်ထားတဲ့ဆိုင်ပဲလीဟဲ့ဟုတ်လားဒါကနင်တို့ဖွင့်ထားတဲ့ဆိုင်လားအေးဟုတ်တယ်သူနဲ့တွေ့လိုက်ပါအောင်ဒါကတော့ငါ့ရဲ့သားလေးသူ့ရဲ့နာမည်ကစာဖန်နဲ့သူကတော့နာရယန်ငါ့ယောက်ျားပေါ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါအန်တီ ကွန်တီကတော့ဆော့ဘန်ကိုကြည့်ပြီးအံ့အားသင့်နေခဲ့ပါတယ်။ပြီးတော့စိတ်ထဲကနေစဉ်းစားလိုက်ပါတယ်။ကြည့်ပါဦး။ဂီတရဲ့တားလေးကအရွယ်တောင်ရှောင်းနေပြီပဲ။ငါသမီးလေးနဲ့သူနဲ့ကိုလက်ထပ်ပေးလိုက်မယ်ဆိုရင်ရောဘယ်လိုလဲ။အိမ်ရောက်တဲ့အခါကျရင်တော့သမီးလေးရဲ့အဖေနဲ့စကားပြောကြည့်ရမယ်။အိမ်ကိုရောက်သွားတဲ့အခါမှာကွန်တီကလည်းတယောက်ကြားမဟေ့ရှ်နဲ့ဒီစကားတွေကိုပြောလိုက်ပါတယ်။မဟေ့ရှ်ကလည်းချက်ချင်းပဲသဘောတူလိုက်ပါတယ်။ဒီနောက်မှာတော့နှစ်ဖက်မိသားစုတွေအချင်းချင်းတွေ့ဆုံခဲ့ကြပါတယ်။နောက်ဆုံးမှာတော့လက်ထပ်ဖို့ကိစ္စတွေကအဆင်ပြေသွားခဲ့ပါပြီ။ မိန်းကလေးအနေနဲ့ထမင်းဟင်းချက်ပြောက်ကြအရန်တော်တယ်ဆိုလို့ရှင်တော့ရပြီငါတခြားဘာမှမလုပ်ခြင်းဘူးအားဒီအတွက်ဘာမှစွန့်ရင်ပူပန်မနေပါနဲ့ကျမသမီးလေးကထမင်းဟင်းချက်ပြောက်တဲ့နေရာမှာအရန်တော်တယ်ဒီလောက်ထိပြောဆိုပြီးရဲ့နောက်မှာတော့နှစ်ယောက်သားကိုမိဘတွေသဘောတူညီမှုနဲ့လက်ထပ်ပေးခဲ့ကြပါတယ်နာရယန်မိသားစုဝင်တွေအကုန်လုံးကလည်းချွေမအစ်စ်လေးကိုရရှိပြီးအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ကြတာပေါ့ရခမဖြစ်သူဂီတာရဲ့ပုံစံကိုတော့မင်းမနေပါတော့နဲ့ချွေမလေးအိမ်ကိုရောက်လာတာနဲ့သူမအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ရပါ ါကြောင့်ချွေးမလေးကိုကြောက်ပြောခဲ့ပါတယ်။ကဲချွေးမလေးဒီနေ့နေပထမဦးစုံမိဖို့ခံနေဝင်ရမယ်နေပဲ။အဲ့ဒါကြောင့်မိဖို့ခံနေသွားပြီးတခုခုကောင်းတာလေးချက်ပြုတ်လာခင်တော့ဒါမှဆွေမျိုးတွေအကုန်လုံးကလည်းနေရဟင်းချက်လိုက်ရကိုစားကြည့်ပြီးဝမ်းသာပျော်ရွှင်ကုန်ကြမှာလီ။ဟုတ်ကဲ့ပါအမေရဲ့အဲ့ဒီတော့ဘာမှအရင်ကြီးလဲစိတ်ပုံမနေပါနဲ့။ကျွန်မအားလုံးစားသောက်ဖို့အတွက်အကောင်းမွန်ဆုံးထမင်းဟင်းတွေချက်ပြုတ်လာခဲ့ပေးပါမယ်နော်။ဒီလိုပြောပြီးနောက်မှာတော့အလကာလည်းမိဖို့ခံနေဝင်သွားခဲ့ပါရဲ့။ သူမကိုယ်တိုင်ယူလာခဲ့တဲ့အိုးနဲ့ပဲသူ့ရှိကိုတေချာလုပ်ပြီးနောက်မှာတော့မိသားစုဝင်တွေအားလုံးအတွက်ယူလာခဲ့ပါရယ်။ကြည့်ပါအောင်တောင်ဝိုင်းစားတောက်တွေပါလား။အီတလီနဲ့ဒိုစာ။ဟာကောင်းလိုက်တာချွေးမတွေကငါတကယ်ကြိုက်တဲ့မုတ်တွေအများကြီးလောက်ထားတာပဲသူ့ရှိလဲပါရယ်။ဒါဆိုလို့ရှိရင်တော့စားပါဦးလေးရဲ့စားစားဒီမှာသူ့ရှိတွေကလည်းအများကြီးပဲကြိုက်တဲ့လောက်သာစားတော့ရပါပြီ။ချွေးမလေးထဲ့ကျွေးတဲ့သူ့ရှိကိုစားပြီးတော့အရန်ကိုအရသာရှိမှငါတိသွားပြီ။သူ့ရှိကစားကောင်းတယ်ကျမလည်းသဘောကျတယ်။ အရင်နေ့မှာတော့ဆွေမျိုးတွေကမုတ်စားပြီးနောက်မှာတော့ပြန်သွားခဲ့ကြပါတယ်။နောက်နေ့မှာတော့ရခမဖြစ်သူဂီတာကသူ့ချွေမလေးကိုထမင်းဟင်းချက်ပြုတ်ဖို့ကြွက်လာပြောလိုက်ပါတယ်။အရင်နေ့မှာလည်းဒီမကတော့တောင်ပိုင်းအစားအသောက်တွေဖြစ်တဲ့သုတ်ရှည်တွေအီတလီတွေကိုချက်ပြီးလုပ်ခဲ့ပြန်ပါတယ်။ဒါဘလို့ဖြစ်တာလဲဒီနေ့လည်းသုတ်ရှည်ပဲချက်ပြီးရောလုပ်တယ်။ကြီးကတော့ချွေမလေးငါတို့ကိုသုတ်ရှည်ကျွေးကျင်သေးရနေတူပါတယ်။သူငါတို့ကိုသုတ်ရှည်ကျွေးရတာကြိုက်တယ်ဖြစ်မယ်နော်။ကဲစားစားစားအမေကလည်းဒါတော့အခုထမင်းဟင်းအရန်စားကျင်နေပြီ။ ဟောတာရဲ့အခုစားလိုက်စမ်းမအမေကိုရိုင်းလည်းအခုတရုတ်အစားအစာတွေစားချင်နေပြီဒါပေမဲ့အမေလည်းဒီမှာတော့ရှည်စားနေရပဲလေဒါဖြစ်တော့လက်ထပ်ပြီးတဲ့နောက်မှာတော့သူတို့အိမ်ရဲ့စားတောက်တဲ့ပုံစံလုံးဝပြောင်းလဲသွားခဲ့ပါပြီကျောက်ခမဖြစ်တော့ကတရုတ်အစားတောက်စားတာအရန်ကြိုက်နေခဲ့တဲ့အချိန်မှာချွေးမလီကတော့တော်ရှည်ရေကြီးပဲလှိတ်ကျွေးနေခဲ့ပါတယ်။သမင်းစားဖို့အတွက်ပြောတဲ့အခါတိုင်းမှာလည်းချွေးမလေးကတော်ရှည်ပဲလှုပ်ကျွေးပါတယ်။ဒီအချိန်လေးမှာတာဖာနှစ်ယောက်လုံးကသမင်းစားခြင်းလို့အလူအလိပ်ပါပဲ။ကဲဘလို့ဖြစ်တာလဲ ဒီအိမ်မောင်ကထမင်းမစားရတော့ဘူးလားသူ့ရှေ့ရဲကြီးပဲစားပြီးတော့နေရတော့မလားဘယ်အချိန်ပဲជីជីတောင်းပိုင်းအစားအသောက်တွေကိုပဲစားနေရတယ်ဟုတ်တယ်ဖေရဲ့အရင်တုန်းကဆိုရင်တော့အမေတယောက်အစားအသောက်တွေကိုဟောက်ကိုချက်စားတဲ့အချိန်မှတော့မပဲသားတို့စားတို့တဝက်ဆိုပြီးတော့ထမင်းဟင်းချက်ပေးရနော်သူကတော့ဒါကိုတော့မလုပ်ဘူးဘလို့ဖြစ်တာလဲချွေးမလေးရဲ့နေအမေပြောတော့ကကြတော့နေထမင်းဟင်းချက်တာအရန်ကြော်တာဆိုကျမအမေပြောတဲ့စကားမှန်တယ်လေအမေရဲ့ဘလို့မဆိုဒီတော့ရှေကလည်းထမင်းဟင်းပါပဲစားလို့ရတယ်စားစားစံနဲ့ပဲလုပ်ထားတာအမေရဲ့တော့ရှေက ီစကားကြားခဲ့ရတဲ့ခါမှာတာဖာနှစ်ယောက်လုံးစိတ်ညစ်ပြီးနှစ်ဖူးထုတ်နေခဲ့ကြပါရဲ့ဒီအချိန်မှာဆာဗန်ကလည်းသူ့အမေကိုပြောခဲ့ပါရဲ့အမေရဲ့သူ့ထမင်းမချက်ဘူးဆိုရင်တော့အမေပဲသားတို့ချက်ကြွေးတော့သားတို့ဘာဖြစ်လို့အမြဲတမ်းဒုက္ခပေးနေရတာလဲဗျာအေးဟုတ်တယ်ဖြစ်နိုင်မယ်ဆိုရင်တော့မင်းကိုယ်တိုင်ကတော့အတွက်တစ်ခုခုလုပ်ပေးစမ်းမအောင်ကျမကိုယ်တိုင်ထမင်းဟင်ချက်ပြုတ်နေအောင်မယ်ဆိုရင်တော့ကျမသားလေးကိုဘာဖြစ်လို့ကျမလက်ထပ်ပေးခဲ့ရတာလဲဘယ်လိုမဆိုချွေးမလေးပဲချက်ရမယ်ကျမကတော့လုံးဝချက်မှာမဟုတ်ဘူးနော်နားလေရလား ။အော်အားလုံးပဲတော်ကြပါတော့ရှင်။ဘာဖြစ်လို့စကားမြရန်ဖြစ်နေကြတာလဲ။ရန်မဖြစ်ကြပါနဲ့။ကဲဒီမှာကျွန်မဒီနေ့အားလုံးစားဖို့အတွက်ဂျုံတုံရှင်လောက်ထားပေးတယ်။အဖေတို့ကြိုက်တဲ့ရိုတီဆိုတာကလည်းဂျုံနဲ့ပဲလုပ်ရတာမလား။အဲ့ဒါကြောင့်ဒီနေ့တုံရှင်ကိုရိုတီလို့မှတ်ပြီးတော့စားလိုက်ပါနော်။အရင်ဆုံးတော့စားကြည့်လိုက်ပါဦးအဖေရဲ့။ချွေးမလေးရေငါနဲ့ဘလို့ရှင်းပြရမလဲ။နင်နားလည်းမလဲမဟုတ်ဘူး။ပြောဆိုပြီးနောက်မှာရခွက်တီဖြစ်တော့ကထမင်းစားဝိုင်းကနေထွက်သွားပါရီ။ အရင်ကစောက်မိမိသားစုတွေအကုန်လုံးကလည်းနီလမတူတဲ့ပုံစံတွေစားတောက်ကြပါတော့တယ်။ရခမကတော့သူကြိုက်တဲ့တရုပ်စားတောက်တွေကိုစားတောက်နေခဲ့တဲ့အချိန်ထွေးမလေးကတော့ပြင်းစရာကောင်းတဲ့တိုးရှိတွေကြီးပဲကျွေးနေပါတယ်။ဒီကြားထဲမှာမကြိုက်တဲ့စားတောက်တွေကိုစားနေရတဲ့တာဖာနှစ်ယောက်လုံးဒုက္ခအကြီးကျယ်တွေ့နေခဲ့ကြရပါတယ်။သူတို့ကတော့အပြင်ဆိုင်ကိုထွက်စားတဲ့အခါကျတော့မှပဲအိမ်ထမင်းအိမ်ဟင်းပြန်စားရပါတယ်။အပြင်ဆိုင်ကနေစားတောက်ရတဲ့အစားအစာတွေကအဆင်မပြေပါဘူးပဲအချိန်ထိစားတောက်နေရပါတယ်။သူတို့စိုက်ပြက်လုံးနဲ့အတူမစားတော့ပါဘူး။ကဲတားလေးရဲ့ ချွေးမလေးပြောင်းလဲသွားအောင်တခုမဟုတ်တခုလုပ်ရမယ်နော်တကယ်လို့ငါတို့တခုခုမလုပ်ဘူးဆိုရင်တော့အိမ်ထမင်းအိမ်ဟင်းစားရမှာကိုမဟုတ်တော့ဘူးငါစီမနီလန်းတခုရှိတယ်နင်လိုက်လို့မလားဒီလိုနဲ့ဖခင်ဖြစ်သူကသူ့သားလေးကိုရှင်းပြခဲ့ပါရဲ့အရင်ညစပြီးတာဖားနှစ်ယောက်လုံးကစိတ်မပါပေမဲ့လည်းချွေးမလေးလုပ်ပေးတဲ့ထမင်းဟင်းတွေကိုစားတောက်ခဲ့ကြပါရဲ့တရက်မှာတော့ဆာဗန်ကလည်းဘိုက်တွေတအားအောင်တယ်ဆိုပြီးတော့ဟန်ဆောင်အော်နေခဲ့ပါရဲ့ဘိုက်အောက်လိုက်တာမိမကြီးအမြန်လောင်းဒုက္ခပဲရှင်ဘာဖြစ်လို့ဘိုက်အောက်နေရလဲဘာစားလိုက်လို့လဲ ။ဘာစားမှလည်းနင်းလုတ်ကျွေးတဲ့တောင်ပိုင်းအစားအသောက်တွေပေါ်ပဲစားနေကြရလေ။အဖေလက်စားရလေတားရဲ့။အဖေကတော့ဘိုင်းမအောင်ဘူး။ကျွန်တော်ဘိုက်အရန်အောင်နေဘလို့လောက်ရမလဲ။ကဲရော့ရော့ရော့ဒီဆေးကိုတောက်လိုက်တော့အရင်းနီးယားစပီးစာဝန်တယောက်။တော့ရှေးစားတဲ့အခါတိုင်းဘိုင်းအောင်ကြီးအောင်ဆောင်းလိုက်ပါရဲ့။ဒီအချိန်မှာအိမ်မှာရှိတဲ့သူတွေကစွန့်ပူပန်းကုန်ကြတာပေါ့။ตาเอ๋ตู้ชีซ้าลูกใบอ่องเลยสวยไม่ซ้าบานี่ล่ะตาเอ๋ตาอั่วเบดูหมอทําไมไม่ฉะไปบุเลยอเมเยอเมชวยมาก็เลยไม่ฉะตัดบุอเมก็เลยไม่ฉะไปบุ မလောက်တတ်ဘူးဆိုရင်တော့ကျမတင်ယူပါမယ်ရှင့်ကိုတော့ကျမဒေါရီနှိမ့်ရမကြွေးတော့ဘူးနော်ဒီလိုမှပေါ့ငါတို့ပုံမှန်ထမင်းဟင်းနဲ့အတူတူတိုးရှိလဲစားပေးမယ်ဟုတ်ပြီလားဒီလိုနဲ့ရခွတ်တီရဲ့အကြံစီကအလုပ်ဖြစ်သွားခဲ့ပါ ರಿ ချွေမလေးကထမင်းဟင်းကောင်းကောင်းချက်ပြောက်ကြသွားခဲ့ပါ ರಿ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့အဆင်အတန်မတူတဲ့လင်းညီမနှစ်ယောက်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါ ರಿ မနိုရမနဲ့ရှရှိကလာတို့ကတော့လင်းညီမတွေပဲဖြစ်ကြပါ ರಿ ဆက်ရှိကာလကတော့အရန်ကို ချမ်းသာလွန်ပါတယ်။ဒါပေမဲ့မနိုရမကတော့ဆင်းဆင်းရဲနဲ့နေထိုင်နေခဲ့ရတာပါ။နှစ်ယောက်လုံးရဲ့အင်ကအရန်နီးပါတယ်။ဆက်ရှိကာလကအကြီးဖြစ်တဲ့သူကမနက်အစောကြီးသူ့လင်ညီမဖြစ်သူရဲ့အိမ်ဘက်ကိုလှမ်းကြည့်လိုက်ပါတယ်။ဒီအချိန်မှာသူ့ရဲ့ချွေးမလေးကန်ချန်းလာပြောခဲ့ပါတယ်။အမေကလည်းဘာလို့နေရလဲအဲ့ဒီဆင်းရဲသားရဲ့အိမ်ကိုပဲခဏခဏချောင်းကြည့်နေတယ်။နင်ဘာဖြစ်လို့သူတို့ကိုခဏခဏဆင်းရဲသားရဲ့ဆိုပြီးတော့ပြောနေရတာလဲ။ ဘလို့မဆိုသူကငါရဲ့လင်ကြီးမကြော်တယ်နင်းနေဆိုရင်တော့အတော်ကြော်တယ်လေကျမသိပါတယ်တို့ကျမနဲ့ဘာကြော်လဲဆိုတာဒါပေမဲ့ဘာဖြစ်လို့ခဏခဏတို့ကိုချောင်းကြည့်နေရတာလဲတို့ဘက်ကမီးမွေပြီးထမင်းချက်ကြတယ်ဆိုတာကိုအမေလည်းသိရကနဲ့အဲ့ဒီမီးကိုငွေတွေဒီဘက်ကိုရှောက်လာရင်ကျမတို့အသားကြီးပြက်စီးလိမ့်မယ်ချွေးမလေးကလည်းတကားပိတ်ပြီးပြန်ဝင်သွားခဲ့ပါလိအချိန်တွေအတော်လေးကြာမြင့်နေခဲ့ပါပြီစားတော့ဖို့အချိန်ကိုရောက်ရှိလာခဲ့ပါလိချွေးမလေးရဲ့နဲ့ဂျာဘာလုံးနေရလဲအမေကျမအဝိရှော်နေရလေ မိတ်အတွက်ကိုရောကျွန်မအဝိရှော့ပေးရအောင်မလားဟဲ့နေရတော့မျက်နှာမှာတခုခုလိမ့်နေအောင်မဟုတ်ဘူးလားအမေကလည်းကျွန်မမျက်နှာမှာ max တက်ထားတယ်မတွေ့ဘူးလားတွေ့ရတာနဲ့ရှောင်မေးနေပြန်ပြီအမေတွေ့ရတာနဲ့ဘာဖြစ်လို့ကျွန်မကိုခဏခဏမေးခွန်းတွေမေးနေရတာလဲကျွန်မတကယ်နားမလဲတော့ဘူးတိလားအေးပါနေရလေငါနဲ့ကိုမေးမလို့ပါဘယ်အချိန်မှထမင်းချက်မှာလဲတကယ်လို့နေနောက်ထပ်နောက်ကြောက်အောင်မဲဆိုလို့ရှင်တော့ငါကိုယ်တိုင်းပဲချက်လိုက်တော့မယ်ငါကစည်းချိုယောဂအသေးလေးအကြာကြီးအငတ်နေလို့မရဘူးထမင်းအမြန်စားမှဖြစ်မယ် အမေရသမင်းချက်မယ်ဟုတ်လားမချက်ပါနဲ့ဘာပစ္စည်းတစ်ခုကောင်မှအမေသွားမထီလိုက်နဲ့နော်လုံးဝမသွားနဲ့အမေဟိုနေရတော့ကရုံးပရိသေးဟင်းချက်တယ်လေစီထဲမှာနေနေရပဲစီဘလောက်တောင်မှထည့်လိုက်တာလေအပြင်ကကုံစင်းတော့ကိုရောအမေသိရလားကျမယောက်ျားဘလောက်တောင်ကျိုးစားပန်းစားနေပတ်စံရှာနေရလဲဆိုတော့ကိုရောအမေသိလားအမေကလေမိဖို့ကန်နေဝင်သွားပြီဆိုတော့နဲ့တမင်တတ်တတ်ကိုဖြတ်စည်းပြနေတယ်ကျမမနက်ကတော့ကဟင်းချက်ထားတယ်ထမင်းလိုက်ချက်ထားတယ်ပိုက်စားရဲဆိုလို့ရှင်တော့အတောက်ကိုပဲယူပြီးတော့စားလိုက်မိ မနက်ကလှုပ်ထားတဲ့ထမင်းဟင်းကိုငါပြန်စားမှလာချွေးမှလေးရဲ့ငါအဲ့လိုမျိုးထမင်းကြံဟင်းကြံတွေကိုမစားတတ်ဘူးဆိုတာနင်းလဲသိရတာနဲ့ငါ့ရဲ့လင်ကြီးမဖြစ်သူကိုကြည့်ပါအောင်တရက်ကို၃ခေါက်လောက်သူတို့အိမ်မှာမီးမွေးပြီးထမင်းချက်ပြုတ်စားတော့ကြတယ်။နေရတော့အိမ်မှာပါအလုံးမမလောက်ပဲနဲ့တစ်ချိန်အကုန်လုံးအသားကြီးလှပဖို့အတွက်ကိုပဲစူးစားနေရင်အမေရဲ့ကျမချက်ထားတဲ့ထမင်းဟင်းတွေကမကောင်းတာလည်းမဟုတ်ဘူးစားလို့ရတာပဲလေ။ဘလို့ဖြစ်ပြီးတော့ထမင်းကြံဟင်းကြံဆိုပြီးတော့ပြောနေရတာလေမနဲ့အစောကြီးထားချက်ထားတဲ့ထမင်းဟင်းတွေကထမင်းကြံဟင်းကြံဖြစ်စေရလား။ မနေ့ကတနေ့ကကြံနေတဲ့ထမင်းဟင်းကိုကျွေးနေရလည်းမဟုတ်ပဲနဲ့ချမ်းသာတဲ့သူတွေကတော့မီးမွေးစရာမလိုပါဘူး gas ဖွင့်ပြီးထမင်းဟင်းချလိုက်ရုံပဲအဲ့ဒါကဘလောက်ကြောင်မှစားကောင်းလိုက်တယ်သူတို့ထမင်းဟင်းချက်ပြုတ်တဲ့အခါကြလို့ရှင်တော့မီးမွေးရတယ်မီးသွေးတွေထင်းတွေနဲ့ဘလောက်တောင်မှရှုပ်လိုက်တယ်အနံ့တွေကလည်းထောင်းထွက်နေရပဲမကြိုက်ပါဘူးကျမအဲ့လိုထမင်းဟင်းချက်ရတာလုံးဝမကြိုက်ဘူးနေတဲ့စကားပြောပြီးဘယ်သူကအနိုင်ရရှိဘူးလို့လဲကြော်ပြီး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 ငါနင်းချက်ပေးရထမင်းဟင်းမစားချင်တော့ ပြောဆိုပြီးရခမဖြစ်တော့ကထွက်လာခဲ့ပါတယ်။ဂရင်းပေါက်ဖွင့်ပြီးကြည်လိုက်တဲ့အခါမှာတော့သူ့လင်ကြီးမရဲ့အိမ်မှာချမင်းဟင်းချက်ပြုတ်နေခဲ့ပြီးဟင်းနဲ့မမွေလေးကိုလည်းရနိုင်ခဲ့ပါတယ်။ဒါကြောင့်သူမစဉ်းစားလိုက်ပါတယ်။ကြည့်ပါဦး။ငါ့ရဲ့လင်ကြီးမဘလောက်တောင်ကန်ကောင်းလိုက်လဲ။သူ့ချွေးမလေးကသူ့အတွက်နေ့လယ်စာကိုတောင်ပူပူလေးချက်ပေးနေတယ်။ငါ့ရဲ့ချွေးမလေးကတော့ငါ့ကိုအမြဲချမင်းချန်ဟင်းချန်ပဲကြွေးတယ်။သူကတော့ဘဝမှာကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တယ်ဖြစ်ရမယ်။အဲ့ဒါကြောင့်သူဒီလောက်ကောင်းတဲ့ချွေးမလေးကိုရတာပေါ့။ ဒီအချိန်မှာမနိုရမဆော့လေကရင်ပေါက်ကိုကြည့်မိသွားခဲ့ပါရီသူလည်းသူ့ရဲ့လင်ကြီးမောင်ကိုတွေ့ခဲ့ရတဲ့အခါမှာအတန်ပေးပြီးပြောလိုက်ပါရီအမအေးဘာလုပ်နေရလဲကျမတို့အိမ်ကိုလည်းလာလေပေါင်းရှင်အေးပါငါလာတယ်မှာပေါ့ဘလို့မစုံနေအိမ်ကလည်းငါအိမ်ပဲလေအမလေးဒီလိုမလာတော့ဘလောက်တောင်မှကြာနေပြီလေအမင်းနဲ့ကရင်ပေါက်နေပြီးတော့ပဲကြည့်နေရဲ့ဟုတ်ပြီလေဒါဆိုရင်တော့ကျမအခုလာခဲ့လိုက်မယ်နော်ဒီလိုနဲ့သူကလည်းသူ့လင်ကြီးမောင်ဖြစ်သူရဲ့အိမ်ကိုရောက်လာခဲ့ပါရီနှစ်ယောက်လုံးရဲ့ ။တန်ရောစင်ကြားထဲမှာချမ်းသာခြင်းနဲ့ဆင်းရဲခြင်းဆိုတဲ့အုတ်တိုင်းကြီးကွာခြားနေပါရဲ့။ရှက်ရှိကလိုက် အင်ကတော့တကယ်ကိုအကြီးကြီးနဲ့စိန်ခံပစ္စည်းတွေအပြည့်အဝရှိတဲ့ပုံပေါ်ပေမဲ့စိတ်မချမ်းသာပါဘူး။သူရဲ့လင်ကြီးမဖြစ်တော့ကအိမ်တည်းလေးမှာနေထိုင်နေခဲ့ပေမဲ့စိတ်ချမ်းသာနေခဲ့ပါရဲ့။အတော်လာတာအရင်ကောင်းတာပဲ။အတော်ရောက်လာတော့ကျမတို့လည်းပြောတယ်။အကြာကြီးနေမှာလာခဲ့နော်။ခဏလေးထိုင်ပါဦးရှင်။ကျမအခုပဲလက်ဖိတ်ဖြော်ပေးပါမယ်။မဟုတ်ဘူးချွေးမလေးရဲ့ဘာမှမစားဘဲနဲ့လဖေးရတောက်လို့ရှင်တော့လေထိုးလိုက်မယ်ဟမ် အခုချိန်ထိဘာမှမစားရသေးဘူးလားနေ့လယ်2နာရီထိုးတော့မယ်လေဒါဆိုရင်ခဏလေးကျွန်မအခုချက်ချင်းရိုတီပူပူလေးလုပ်ပေးမယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာတော့ရှက်ရှိကလာအရန်ဝမ်းနေသွားခဲ့ပါတယ်သူလည်းစဉ်းစားလိုက်ပါတယ်သူ့ချွေးမလေးကဘလောက်တောင်မှလိမ္မာရေးချရှိတယ်လဲကြည့်ပါအောင်ငါ့ရဲ့ချွေးမကိုကြည့်စမ်းတစ်ချိန်အကုန်လုံးသူ့အတွက်တိုးပဲပြင်းနေတယ်သူတယောက်တည်းစဉ်းစားနေခဲ့တဲ့အခါမှာတော့အာရချနာကသူ့အတွက်ထမင်းပူပူလေးထည့်ပြီးယူလာခဲ့ပေးပါတယ် ပထမတော့သူညင်းစော်နေခဲ့ပေမဲ့ခမင်းပူပူဟင်းပူပူကိုတွေ့ခဲ့ရတဲ့အခါမှာသူလည်းမညင်းစော်နိုင်တော့ပဲလက်ခံလိုက်ရပါတယ်။ချွေးမလေးရဲ့ခမင်းဟင်းတွေကအရန်ကိုကောင်းမဲ့ပုံစံလေးပဲ။ဒါတော့အရသာရှိတဲ့ခမင်းဟင်းကိုငါပထမဦးဆုံးစားဘူးလားသိလား။ဟုတ်တယ်အမရဲ့ကျမတို့လောက်ထားတဲ့ခမင်းဟင်းတွေကမကြိုဘူးလေ။ကတ်စနဲ့ချက်တဲ့ခမင်းဟင်းနဲ့မီးမွေပြီးချက်တဲ့ခမင်းဟင်းဘလောက်တောင်မှကွာလိုက်လေ။တကယ်လို့အတော့ကျမကိုယ်တိုင်ချက်ထားတဲ့ခမင်းဟင်းတွေကိုစားခြင်းနဲ့ဆိုရင်တော့ဒီကိုနှိမ့်တိုင်းလာမယ်နော်။ 哦ငါရဲ့ကံကြမ္မာမထမင်းပပိုဟင်းပပိုစားဖို့အတွက်ကံမပါလာပါဘူးတရက်ကိုထမင်းနှစ်ကြိမ်ချက်ခိုင်းလို့ရှင်တော့ငါရဲ့ချွေးမလေးကငါ့ကိုပြောတော့မှာပေါ့သူရဲ့အလှပတွေပျက်စီးသွားပြီဆိုပြီးတော့ဒါဘလို့စကားတွေပြောနေရလဲအတော်ရဲ့ဒီလိုမျိုးဖြစ်နိုင်လို့လားကျမကိုယ်တိုင်လည်းတနေ့ကို၃ခေါက်လောက်ထမင်းဟင်းချက်နေရပဲလीဒီအချိန်မှာအတော်ဖြစ်သူကတော့ငိုလိုက်ပါတယ်ငိုနေရင်လည်းပဲပြောခဲ့ပါတယ်ငါချွေးမလေးရဲ့အမြင်အရဆိုရင်တော့နေတော့ကစင်းရဲတယ်အဲဒါကြောင့်ထမင်းကိုအမြင်နဲ့ခဏခဏချက်နေရတာ သူကသူ့ကိုယ်သူအရန်ချမ်းသာတယ်ဆိုပြီးတော့ခုံရှူဝင့်ကြွားမောင်းမှာထောင်သွားနေရ။အဲဒါကြောင့်သူကမနက်မိုးလင်းထပြီးရနဲ့တခါတည်းတရက်လုံးစာထမင်းဟင်းကိုကြိုးချက်ထားလိုက်တယ်လေ။ပြီးရင်တော့တရက်လုံးသူမျက်နှာကိုပြင်းနေရင်းနေပဲအချိန်ကုန်ဆုံးနေတယ်။အော်ခဏလေးဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာအတော်လေးအံ့အားတင်သွားခဲ့ပါရဲ့။သူမကတခုခုစဉ်းစားပြီးသွားတဲ့အခါမှာတော့ပြောလိုက်ပါရဲ့။အော်သူဘာဖြစ်တာလဲဆိုတော့ကိုကျွန်မအခုမှပဲသဘောပေါက်နားလေတော့တယ်။သူရဲ့ယောဂကိုဘယ်လိုကုသပေးရမလဲဆိုတာကျွန်မကောင်းကောင်းသိတယ်။ အာဈေးကူတော့ပေးရမယ်ဟုတ်လားဘလို့ကူတော့ပေးမလဲဒါနဲ့ကန်ချမ်းတကူပြောလိုက်ပါလားကျမကသူ့ထက်အများကြီးပိုပြီးတော့လှပလောနေလို့ကျမကမျက်နှာမှာမိတ်ကပ်လည်းမလိမ်ဘူးစကင်ကဲတွေလည်းမလုပ်ဘူးသူ့ဘော်ဖြစ်လို့တလောက်တောင်မှလှပနေရတာလေဆိုရဲအလှပလှဝတ်ချက်တွေကိုမေးကြည့်လိုက်တော့သူကနေ့စဉ်နေ့တိုင်းထမင်း၃ချိန်ချက်ပေးလို့အလောက်ထိလှပနေတာဆိုပြီးတော့ပြောလိုက်လေသူကချမ်းသာတဲ့သူတွေလိုမျိုးလဲထမင်းကြံဟင်းကြံတွေကိုမစားကြဘူး အဲ့ဒီခါကြလို့ရှင်တော့သူဟာသူအရန်လှကျင်လုံးလို့အတော်အတော်ထမင်းကောင်းကောင်းချက်ကျွေးလိုက်မမီအောင်ရင်စောင့်ကြည့်နေလိုက်ဒီအချိန်မှာရခမဖြစ်သူကအတော်လေးသဘောကျနေတတ်သွားခဲ့ပါရီဒီနီလာတွေကိုလည်းသူရဲ့ချွေးမလေးပေါ်ကိုအတုံးပြုတ်ကိုအကျွတ်စဉ်းစားထားခဲ့ပါရီသူလည်းတွေးနေခဲ့ပါရီသူ့လင်ညီမဖြစ်သူရဲ့ချွေးမလေးကတကယ်အရန်ကိုကြော်ပါရီရင်ကျေးလိမ်မှာတလောက်အုံနောက်လည်းရှိပါရီသူလည်းထမင်းစားတော့ပြီးသွားတာနဲ့သူ့အိမ်ကိုပြန်သွားလိုက်ပါတော့တယ် ညနေခင်းကန်ချန်ကထမင်းဟင်းချက်ပြုံနေပါတယ်။ကြောက်ကိုတွေ့ကြရတဲ့အခါမှာရောက်ကမဖြစ်တော့ကပြောခဲ့ပါတယ်။ထွေးမလေးရဲ့နေကတော့ထမင်းဟင်းချက်ပြုံမနေတော့နဲ့။ဘာဖြစ်လို့လဲအမေရဲ့။အတော်အိမ်ကိုသွားပြီးတော့ပြန်လာခဲ့ရမလား။အတော်ကအများကြီးတွေးပြီးတော့အမေကိုလှောက်လိုက်တာနဲ့တွေ့ပါတယ်။မဟုတ်ပါဘူးသူကအများကြီးကျွေးလိုက်တာတော့မဟုတ်ဘူးဒါပေမဲ့သူချွေးမလေးကတော့ငါ့ကိုကောင်းကောင်းအဲဝေးကျေးလိုက်တယ်လေဒါနဲ့အခုတလောငါ့ရဲ့လင်ကြီးမဖြစ်သူဘလောက်တောင်မှမောက်မချောင်းလွားနေလဲဆိုတော့ကိုနင်းသိရလား သူ့ချွေးမလေးအာချနာကိုကြည်စမ်းမအောင်အရောက်လှရဲနော်သူ့လိုလှပပြီးတောတဲ့ချွေးမမျိုးဒီရက်ကွက်ထဲဘယ်သူရှိမှမရှိတာမဟုတ်ဘူးသူ့ချွေးမလေးကတကယ်အရောက်ကိုလည်းလှပါတယ်တကယ်ကိုလူအရောက်တစ်ထောင်မှတရောက်ပဲရနိုင်မယ်ချွေးမမျိုးလေးအခုသူရခမကိုတိုင်းကလည်းချောလာလိုက်တာကျမမိတဲ့မိကွန်းကိုကြတော့အမေမဖြေပဲနဲ့သူတို့ကောင်းကြောင်းတွေကြီးပဲကျမကိုလာပြောနေရယ်သူတို့လှပတဲ့အကြောင်းတွေကိုကျမကိုလာပြောနေရောဘာရမှာလဲသူတို့တမီရခမနှစ်ယောက်စလုံးဘာတွေများစားတောက်နေကြလို့ဒီလောက်ကြာမှလှပနေကြတာလဲ အေးဟုတ်တယ်ချွေးမလေးငါလေမေးခဲ့ပါတယ်ဘာရီများလုံနေလို့အဲ့လောက်တောင်လှနေရလဲဆိုပြီးတော့လေသူတို့ကပြောပြရသေးသလားသူတို့ကတဲ့ထမင်းသုံးနှက်လုံးကိုလက်လက်ဆက်ဆက်ပဲချက်ပြီးတော့စားကြတာမီးမွှေးပြီးတော့ပြီးတော့ငါ့ကိုယ်တော်မှာသူကလှောင်ပြောင်လိုက်သေးတယ်ငါတို့ချမ်းသာတဲ့သူတွေလိုမျိုး gas နဲ့ထမင်းချက်စားတာမဟုတ်ဘူးတဲ့အဲ့လိုမျိုး gas နဲ့တစ်ခါချက်ပြီးတရက်လုံးစားနေလို့ရှင်ဘယ်တော့မှလှလာမှာမဟုတ်ဘူးဆိုပြီးတော့ငါ့ကိုလှောင်ပြောင်နေသေးငါလေနေ့စဉ်နေတိုင်းငါအတော်ထမင်းဟင်းတွေကိုကိုရိုင်းချက်ပြုတ်စားတောင်းရင် ကောင်းမလားစဉ်းစားနေရ အမလေးတို့ကအဲ့လိုပြောရဲပေါ့လေတို့ဘာထင်နေရလဲကျမတို့ကထမင်းပူပူဟင်းပူပူမချက်စားတတ်ဘူးလို့တို့ကထင်နေကြတာလားစောင့်ကြည့်လိုက်ပါအမေရဲ့ကျမလည်းဒီနေ့အစပြီးတော့ထမင်းဟင်းကောင်းကောင်းချက်ကျွေးပြမယ်ဒါနဲ့အမေဘယ်လိုမျိုးမီးမွှေးရတာလဲကျမမီးမွှေးတတ်ဘူးတို့ကတော့စင်းရဲတာမို့လို့မီးတေချောင်မွှေးတတ်တယ်ပြီးတော့မီးမွှေးထားတဲ့မီးပုံနဲ့လည်းထမင်းဟင်းချက်တတ်တယ်ရပါတယ်ချွေးမတွေရဲ့ကိစ္စမရှိဘူးနင်လည်းတို့လိုမျိုးလှပခြင်းနဲ့ဆိုရင်တော့ငါ့ကိုပြောလေမီးဘယ်လိုမွှေးရလဲဆိုတော့ငါတင်ပေးမှာပေါ့ ဒီနောက်မှာတော့ရခမဖြစ်သူကလည်းသူ့ချွေမလေးကိုမီးမွှေးပြီးထမင်းဟင်ချက်ပြုတ်နေတင်ပေးခဲ့ပါတယ်။အခုဆိုရင်ကန်ချန်ကိုရိုင်းကလည်းမီးမွှေးပြီးတော့ပဲတရက်ကို၃ချိန်ထမင်းဟင်ချက်ပြုတ်ကြွေးပါတယ်။ရခမဖြစ်သူကလည်းချွေမလေးချက်တဲ့ထမင်းဟင်တွေအတွက်အမြင့်အရန်ချီကျူးစကားပြောဆိုပေးနေခဲ့ရပေါ့။တလားကြာမြင့်သွားခဲ့တဲ့အခါမှာတော့အမေရေအမေတို့ကြည်ရတာအတော်ထပ်ပို့ပြီးအရန်ကိုလှပလာတယ်လို့မျိုးခံစားရတယ်။ဒါနဲ့ကျမကိုရိုင်းလည်းမှန်နေမှာကိုဟောက်ကိုကြည့်တဲ့အခါတိုင်းအရန်ကိုလှပလာတယ်လို့ခံစားရတယ်တိလား။ အခုတလောအမေကျမကိုအရန်ချစ်နေတယ်လို့လည်းကျမခံစားရသေးတယ်။ချွေးမလေးရေငါချစ်တာကတော့နင်းကိုအရင်တောင်းကလေးကအရန်ချစ်ပါတယ်။နင်းငါဘလောက်ထိချစ်လဲဆိုတော့ကိုသဘောမပေါက်ခဲ့လို့ပါ။ဒါရီအားလုံးကလေထမင်းပူပူဟင်းပူပူစားတဲ့အတွက်ကြောင့်ဖြစ်လာခဲ့တာ။နင်းတရက်ကိုသုံးကောက်ထမင်းဟင်းချက်တဲ့အခါကျတော့ချွေးထွက်လာတာပေါ့။ပြီးတော့အသားကြီးကလည်းအရန်ကိုကြည်လင်ဝဲမော့တောက်ပလာတယ်လေ။အရင်တောင်းကတရက်ကိုတစ်ခေါက်ပဲထမင်းဟင်းချက်ပြီးရနေနင်းကအလှပဲပြေးနေရ။ အခုအလောက်ကိုလည်းနင်းတေချာလုပ်တဲ့အခါကျတော့ပို့ပြီးတော့လှလာတာမထိုးစမှာဘူး။အာရစနာကတောင်းကောက်ဒီနီးလည်းမပေးဘူးဆိုရင်တော့နင်းရဲ့စစ်မှန်တဲ့အလှပကိုနင်းဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူးချွေးမလေးရဲ့တည်ရလား။ဟုတ်တယ်အမေရဲ့အမေပြောတာမှန်တယ်နော်။ကျမကခွင့်လောက်ပါရှင်။ကျမဒီနေ့အစပြီးတို့ကိုဆင်းရဲတယ်ဆိုပြီးတော့မလောင်ပြောင်းတော့ဘူးနော်။ပြရင်တော့ထမင်းဟင်းကိုလည်းကျမအမြဲတမ်းတရက်၃ချိန်ချက်ပြီးတော့ကြွေးပါမယ်။အရင်ကစပြီးကန်ချန်ကဘယ်တော့မှထမင်းချန်ဟင်းချန်တွေအိမ်မမထားတော့ဘဲတရက်ကို၃ချိန်ထမင်းဟင်းချက်ကြွေးပါတော့တယ်။ ဒါကြောင့်အားလုံးကလည်းဝမ်းသာပျော်ရွှင်သွားကြပါရစေ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။